ညောင်ရွှေမြို့နယ်အတွင်းသို့အကျန်းဖက်ဖြစ်စဉ်များကြောင့်တိန်းရှောင် ရောက်ရှိလာသည့်နေရဲဆွန်ခွာပြည်သူများအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရံငွေမှပေးအပ်သော ထောက်ပံ့ငွေများပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကျန်းဖက်ဖြစ်စဉ်များကြောင့်ညောင်ရွှေမြို့နယ်အတွင်းသို့တိန်းရှောင်ရောက်ရှိလာသည့်နေရဲဆွန်ခွာပြည်သူများအတွေ့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရံငွေမှပေးအပ်သောထောက်ပံ့ငွေများပေးအပ်ခြင်းခံနာကို ဂျွန်လ17ရက်မုံလက်တနာ၏ခွဲကရှမ်းပြည်နယ်ညောင်ရွှေမြို့မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခမ်းမ၌ပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်ကအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရံငွေမှပေးအပ်သောထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ဆက်လျင်း၍ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ကလောခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့် KAI စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးခင်မောင်လေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာလေးနဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကအကြမ်းဖက်ဖြစ်စဉ်များကြောင့်မြောင်းရွှေမြို့နယ်အတွင်းသို့တိန့်ရှောင် ရောက်ရှိလာသည့်နေရဲစွန့်ခွာပြည်သူများအတွေ့တဦးလျင်တလတာ2000ကျပ်နှုန်းဖြင့်နှစ်လတာအတွေ့ထောက်ပံ့ငွေများအသီးသီးပေးအပ်ခဲ့ကြကြောင်းသိရှိရပါသည်ခမညာ။